မဲမင်္ဂလာပါမင်္ဂလာပေါင်းနေပြည့်စုံကြပါစေလို့ဆိုတော့နှုတ်ဆက်ပါတယ်ဒီနေ့ကျွန်တော်အင်္ဂလိပ်စာ အခြေခံကိုစပြီးတော့မှသင်ပေးမှာဖြစ်တယ်အင်္ဂလိပ်စာရဲ့ဒီလုံးဝကို business နော်အ business အခြေခံတမားတွေအတွက်ကိုအစားအနေစပြီးလာလို့ရအောင်အင်္ဂလိပ်စာကိုစပြီးတော့မှသင်ကြပေးမှာဖြစ်ပါတယ်ဟောအင်္ဂလိပ်စာမှာဆိုဘာတွေသိရမှာလဲအရေးကြီးဆုံးနံပါတ်တက်ကတော့ verb ကိုသိရမှာဖြစ်ပါတယ်နောက်ဒီ verb to be ပေါ့ဒီသုံးလုံးကိုအရေးအဆုံးသိရမယ် M is R ဒါအခြေခံဖြစ်တယ်နော်ဒီသုံးလုံးကိုအယူဆုံးသိရမယ်တရားပတ်ကျန် M is R ဒါ verb to be ရဲ့ episode ဘန်3 predicate simple သုံးလုံးဖြစ်တယ်ပေါ့အဲ့တော့ M is R နော်အတက်က M is R တော့ तू อ่ะမြန်မာကဆိုရင်တော့ရှိတယ်ဖြစ်တယ်ပေါ့ရှိသည်ဖြစ်သည်ပေါ့မရှိတယ်ဖြစ်တယ်အဲ့ဒါဘယ်သူတွေရှိမှလဲဘယ်သူတွေဖြစ်မှလဲဆိုတော့ဆက်လက်ပြီးတော့มาตรวจကြည့်อ่ะအဲ့တော့ positive ဆိုတာကတော့ဟုတ်တာပေါ့ဟုတ်တာဖြစ်တာကိုပြောနေတဲ့အခါမှာဒါ positive လို့ပြောတာပေါ့နော် positive ဆိုတာကဟုတ်ကြောင်းဖြစ်ကြောင်းကိုပြောတဲ့အခါမှာသုံးနေ subject i ကို am not ပြောတယ် i am ကျွန်တော်ဖြစ်သည်ကျွန်တော်ရှိသည်ပေါ့နော် i am အဲ့ဒီ i am ကိုဆရာက short form သုံးမယ်ပေါ့အတူခေါ်တာပေါ့နော်အတူသုံးမယ်ဆိုလို့ရှိရင် i'm နော် i ရဲ့ apostrophe နဲ့ m လေးကိုတွဲတဲ့ i am ိမ်စရိပ်ရအိမ်ဒါ short form ပေါ့နော်ဒါဒီ short form ကိုလည်းသိရမယ် long form ကိုလည်းသိရမယ်ဒီ i နဲ့ am အပြည့်အားဒါ long form ပေါ့ i apostrophe လေးနဲ့ m လေးက short form ဒါ speaking ပြောတဲ့အခါမှာ informal writing နေမှာဆိုရင်တော့ဒီ short form ကိုသုံးတယ် formal writing မှာဆိုလို့ရှိရင်တော့ long form ကိုသုံးရတယ် speaking မှာသုံးများတယ်ပေါ့နော် i am i'm ဟုတ်လား i am ဆိုရင်ကျွန်တော်ဖြစ်တည်ပေါ့ နော် i ကမိကလေးရတဲ့ကိုကိုကိုသုံးရင် i လို့သုံးတယ်ပေါ့နော် i am ဆိုရင်ကျွန်မဖြစ်သည်ပေါ့ဒေါက်တာလေးရတဲ့ကိုကိုကိုသုံးရင် i am ဆိုရင်ကျွန်တော်ဖြစ်သည်ပေါ့အဲ့တော့ subject i ကို verb to be ကို am နဲ့တွဲရမယ် i am နော် i is လို့မတွဲဘူး i are လို့မတွဲရဘူး i am ကျွန်တော်ဖြစ်သည်အဲ့တော့ i က singular ပေါ့တခုကိန်းပေါ့နော်တခုကိန်းတဲ့အတွက် verb to be and နဲ့တွဲရတယ်ကိစ္စသွားကြည့်အောင် နောက်တစ်ခုကကြတော့ he ပေါ့ he ရလည်းပဲ singular ပေါ့နော်အဲ့တော့ singular ဆိုတာတစ်ခု gain ပေါ့နော် singular တစ်ခု gain နေအဲတစ်ခု gain နေဆိုလို့ရှိရင်တော့ he ပေါ့နော်အဲ့တော့ he တို့ she h e he อ่ะယောက်ျားလေးမှာဆိုသူသည်เนาะသူပေါ့အဲသူအဲ့တော့ i am i နဲ့ he ကိုဆိုတော့ क्वे ဖို့လိုရယ်เนาะအဲ့တော့ ိုကိုကိုပြောနေတဲ့အခါမှာအိုင်နဲ့ပဲတုံးရတယ်အကြောင်းသားအများစုကအိုင်နဲ့ဟီကိုမကွဲဘူးဆိုတော့အဲကျွန်တော်ဒီဆိုရင်ဟီကိုတော့တုံးတတ်တယ်ပေါ့နော်အဲ့တော့သိရမှာဒီကိုကိုကိုပြောနေတယ်ဆိုလို့ရှိရင်အိုင်မို့တုံးတယ်ကိုယ့်တငယ်ချင်းတခြားတရားရောက်ဆိုရင်ဟီကိုတုံးတယ်အော်မိကလေးဆိုလို့ရှိရင်ရှီကိုတုံးရမယ်နော်မိကလေးဆိုလို့ရှိရင်ရှီကိုတုံးရမယ် i t ID it ကကြတော့အာဘလိုနေရာမှာသုံးဆိုလို့ရှိရင်တက်ရှိတရိစံအနေနဲ့တက်မဲ့အရာဝတ္ထုတွေမှာဆိုလို့ရှိရင် ID it ကိုသုံးမယ်လို့အချက်မြင့်မှတ်ထားပေးမယ်เนาะအဲ့တော့ he she it ဒါက singular gain နေပဲเนาะ singular အာတခု gain နေဖြစ်တဲ့အတွက် he she it အဲ့တော့ to verb to be by တွေ့မလဲဆိုလို့ရှိရင် he is she is it is နော် he am လို့မရှိဘူးနော် she am လို့သုံးလို့မရဘူးရေးလို့မရဘူး it am လို့ it her လို့ he her she her ဒီလိုမျိုးတွေသုံးလို့မရဘူးနော်အင်္ဂလိပ်စာမှာသူရဲ့အာပုံတွေအတုံးဖြစ်တယ်ပေါ့နော် grammar အတုံးကိုဒါကိုဘယ်တချာမှတ်ရမယ် he လို့တွေ့ရတယ် he is she it it is ဘာသာကလည်းတော့ကိုကနှုတ်ကလေးဆွဲနေအောင်လည်းပဲမြေထဲဖက်ပြရပါတယ်ဖိလုပ်ပြရမှာ he is ဆိုရင် သူဖြစ်သည် သူရှိသည် she is ဆိုရင် သူမဖြစ်သည် သူမရှိသည် it is ဆိုရင်ထိုရာ ဖြစ်သည်ထိုရာရှိသည်ပေါ့နောက်ကြရင်ဆိုတော့ဒီ sentence တွေဖတ်တဲ့အခါမှာဆိုလို့ရှိဒီအသုံးတွေကိုသိသွားမယ်လောစင်မှာဉာဏ်လေးသိထားမယ်ပေါ့နော် singular gain တွေဖြစ်တယ်ပေါ့သူ့ကို short form တော့မယ်ဆိုလို့ရှိ he is ကို short form ဆိုရင် he's apostrophe နော် he is he's she is she's it is it's နော် it's it is is เนาะအဲ့တော့ဒါ short form နဲ့ long form ကိုသိရမယ်ဆို speaking နေမှာဆိုရင်ဒီ short form လေးကိုသုံးတယ်ပေါ့เนาะအဲ့တော့ဒီ apostrophe s လေးကိုတွေ့တဲ့အခါမှာဒါကသူရဲ့ short form ဖြစ်တဲ့เนาะအဲ့တော့ he she it ကသူရဲ့ short form ကိုလည်းသိမယ်เนาะအဲ့တော့ဒါ positive မှာဆိုလို့ရှိရင်ဒါ singular gain တွေကိုဒီလိုမျိုး subject နဲ့ verb ပေါ့ i ကလည်း subject he she it ကလည်း subject ပေါ့အဲ့တော့ he is ဆိုရင် subject နဲ့ verb တွေ့တဲ့အခါမှာဘာသာပြန်ရင် तू ဖြစ်သည်သူမဖြစ်သည်ထိုရာ ဖြစ်သည်ပေါ့ ော်ဒီပေါ့ subject ကိုပါတယ်မယ်တဲ့ခါမှာပေါ့နော်ကတားပေါ့ကတားနဲ့ကရိယာနဲ့တွဲတာပေါ့နော် a subject verb တွဲတဲ့ခါမှာ he is she is it is okay အဲ့ဆိုညာလိုက်မယ်ညာလိုက်ဆိုရင်တော့တည့်ရဲ့ pattern တွေကိုတော့လုံးဝသိရမယ်နှုတ်ကဟိုရင်းနှီးအောင်ထက်ခါထက်ခါဖတ်ရမယ်နောက်ပြီးရေးရမယ် ဒီ verb to be သုံးလုံးကိုလည်းသိရမယ်အခုဒီ singular ဖြစ်တဲ့ i he she it ကိုလည်းသိရမယ် okay အခုသွားမှာတော့ we ဒါလို e we we ကတော့ i ရဲ့ဒါ plural game ပေါ့နော်အများကြီးပေါ့ဆိုတော့ person သုံးမျိုးရှိတယ်ဒီ person သုံးမျိုးဆိုတာ first person second person third person ပေါ့နော် third person မှာဆိုရင်အခုဒါ i နဲ့ we ပေါ့ i က singular game ဖြစ်တဲ့ကျွန်တော်ဒီဒါဆိုရင်သူ့ရဲ့အများကြီး we ဆိုတော့ဘာလဲဆိုလို့ရှိရင်ဒီ plural ပေါ့နော် we ဆိုတော့တယောက်တည်း more than one ပေါ့တစ်ခုတည်းပေါ်ရဆိုလို့ရှိရင်ဒါကိုကတယောက်နှစ်ယောက်ဆိုရင် we ကျွန်တော်တို့ဒီဓမ္မမုတ်လေးမိကလေးကနှစ်ယောက်သုံးယောက်ဆိုရင်လည်းကျမတို့ဒီပေါ့ဒါဆိုရင် we ကိုသုံးရမယ် subject နေနဲ့ we ကိုသုံးရမယ် plural ရဲ့ we ပေါ့နော်အဲ့တော့ singular နဲ့ plural ရဲ့တစ်ခုကိန်းနဲ့တစ်ခုတည်းပေါ်တာ you နော် y o u u အဒီ you ကလည်းပဲအာတင်မင်းခမရဒီမှာဆိုရင်တင်မင်းခမရအဲ့တင်ဒီမင်းဒီခမရဒီပေါ့ ယူမာကတော့ဒီအနေကိန်းနဲ့အမြအစင်ကူလာတစ်ခုကိန်းနဲ့အမော်ဒယ်တစ်ခုတည်းပို့တဲ့ကိန်းဆိုပြီးတော့မှာဘလူးရဲနဲ့စင်ကူလာဘလူးရဲဆိုဘလူးရဲဆိုပြီးတော့မှာတုံးနေပေါ့အဲ့တော့တုံးနေကိုနောက်ကြရင်ဖြည်းဖြည်းသိသွားလိမ့်မယ်နော်စက်တနေဖတ်ရင်းနဲ့ we you they ဟော we you they အဲ့တို့တွေ့တဲ့အခါမှာဆိုရင် verb to be ဘာလဲဆိုတော့ are နဲ့တွေ့တယ် we are you are they are ပြန်ဖတ်မယ်နော် we you the အဲ့တော့ဆရာက you subject က we you they တို့က plural ဖြစ်တဲ့အတွက် verb to be are ကိုသုံးရတယ်။အော်ချင်းချင်းနေရာဖြစ်တော့ဒီ you ဒီအာဒီ singular you ကလည်းပဲ are ကိုသုံးရတယ်။နော်ဥပမာ you are a student you are a student မင်းကကျောင်းသားဖြစ်တယ်။ are you a student မင်းကကျောင်းသားလား။အဲ့ဒီမှာဆိုရင်တို့က singular game ပဲနော်။ you are a student မင်းကအကြောင်းသားဖြစ်တယ် you are a teacher ခမရဆရာဖြစ်တယ် are you a teacher ခမရဆရာလားဆိုရဲဒီနေရာမှာဆိုရင် तू တခုကိန်းနေမှာဆိုရင် you သုံးတယ်အဲတခုကိန်းကိုသုံးတယ် singular ကိန်းကိုသုံးတယ် you နဲ့ plural ကိုသုံးတယ် you verb သုံးတာချင်းက do ရဲ့ no are ပဲ you are နော်အဲ့တော့ we are you are they are ရမယ်နော်အဲ့တို့ကို short form သုံးမယ်ဆိုရင်လည်းပဲ we are we are နော်ကောအပေါ်စတိုလေးနဲ့အာရေးကိုဒါသူ့ရဲ့ရှင်နည်းကိုသိရမယ် we are we are you are you are they are they are နော်ဒါသူ့ရဲ့ long form short form အဲ့တော့ we are we are you are you are they are they are နော်သူ့ရဲ့ရှင်နည်းမျိုးကိုဒါလုံးဝနှုတ်တင်နေအောင်သိထားမယ်အဲ့တော့ဆက်လက်ပြီးတော့မှာလေးရမှာက negative form ဆရာပြီးခဲ့တဲ့ငန်းစာက positive ဆိုတာအဟုတ်ဝတ်တာဟုတ်တာဖြစ်တာရှိတာပေါ့ဒီမှာ negative ကကြတော့ညင်းတာပေါ့နော်ညင်းနေမဟုတ်ဘူးအကြောင်းမဖြစ်ကြောင်းမရှိကြောင်းကိုညင်းနေတဲ့အခါမှာဆိုလို့ရှိရင်ဒါ negative နဲ့တုံးရမယ်ပြောရမယ်တည့်ရပတ်တယ်လေးက bad ပလက်နော့ပေါ့နော်ဗတ်နောက်မှာနော့ထည့်ရမယ်ဗတ်နောက်မှာနော့ထည့်တဲ့အခါမှာ negative ဖြစ်တယ်အငင်းတာပေါ့နော်အဲ့တော့ okay တော့ i am ဒါခဏဘုဇ္ဇေမှာတုန်းတဲ့အချိန်မှာ i am အဲ့ဒီ i am ကိုဆိုတော့ငင်းတော့မယ် နော်ငါဖြစ်တယ်ပေါ့ကျွန်တော်ကျွန်တော်ဖြစ်တယ်ကျမဖြစ်တယ်ဒါတော့ကျွန်တော်မဖြစ်ဘူးကျမမဖြစ်ဘူးဆိုရင်မြန်မာလိုညင်းတော့မယ်ဆိုလို့ရှိရင်ဆိုတော့ not ထည့်လိုက်မယ်ဘယ်နာမှာ not ထည့်ရမလဲဆိုတော့ amm ရဲ့နာမှာ not ထည့်မယ် amm the verb to be ဖြစ်တယ်ဆိုတော့ verb ပေါ့နော်ကရိယာ verb ရဲ့နာမှာ not ထည့်ရမယ် i not I'm not am လို့မတော်ဘူးเนาะ I am not ဒီလိုမျိုးသွားရမယ် I am not ကျွန်တော်မဖြစ်ဘူးเนาะကျွန်တော်မရှိဘူးကျွန်မမဖြစ်ဘူးကျွန်မမရှိဘူးပေါ့ He she it he she it ကိုသုံးတဲ့အခါမှာဆက်လို့ verb ကို verb ကိုသုံးတဲ့အခါမှာ he သည်သူ့ရဲ့သူ့ရဲ့သုံးဘက်ကဘာလဲ verb တူပြီးမှလဲဆိုရင်ဟုတ်တယ် he is ပေါ့အဲ့တော့ is နာမကျတော့ he is not she is not it is not လဲမနော် verb တူပြီးရဲ့အသုံးလေး okay we you they now we you they ဆိုတော့ဒီ verb တူပြီးမှဆိုပါရင်တဲလဲ Hote anedwele. We are, you are, there. they are. Da But Ati ma negative ko tuma solution. Pay na ma not here me so yin. Vay na not here me. We are not. You are not. They are not. Yame no? I am not. He is not. She is not. It is not. We are not. You are not. They are not. โอเคဒါ negative အတုံးလေးဒီမနော်โอเคအစရဆက်လက်ပြီးတော့သွားကြည့်ရအောင် subject negative short form positive မှာလည်းပဲဆိုတော့ long form short form ရှိသလို negative မှာလည်းပဲအာဒါသူရဲ့ short form လေးဒီ i'm ဆိုရင် i'm not เนาะ i am not ဆိုတော့ i'm not we are not go we are not we ain't 너구 도면어 we are not 도모 we ain't 너도 얘 어떤 너구 룡어 디 다음에 you are not you에 I am not 에고 다디 런파 알아고 negative short form을 가마 you are not or you ain't they are not or they ain't 야메노 they are not or they ain't to Yeshavon. He is not Yeshavon. He's not on. He isn't. He isn't. He's not on. He isn't. She's not or she isn't. It is not or it isn't. နော် delivery ဆိုရမယ်ဒါသူရဲ့ negative short form ပေါ့ဒီပုံစံအသုံးတွေကိုလည်းပဲဒါဆိုတော့သိရမှာဖြစ်တယ်ကိုယ်တိုင်ကလည်းလေ့ကျင့်အောင်ပါနော်အ repeat လုပ်ရမယ် repeatedly တစ်ခါတစ်ခါလုပ်ရမယ်တစ်ခါတစ်ခါရွရမယ်တစ်ခါတစ်ခါဆိုရမယ်တစ်ခါတစ်ခါလည်းရေးရမယ်ပေါ့နော်ဒါမှကိုကဒီအသုံးတွေကိုအရင်နီးလာမှဖြစ်တယ်ပေါ့ဒါအခြေခံပေါ့နော်လုံးဝအခြေခံဖြစ်တဲ့အတွက်အဲဒါကိုရဖို့တစ်ခိုင်းနဲ့တော့ မရဘူးတော့တခါတခါရေးရပဲတခါတခါဖတ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အုံနောက်ထဲကိုဒီစလုံးนี่ဆွဲလာမှာဖြစ်တယ်ပေါ့โอเคအဲ့တော့ဒီပုံလေးရဲ့ဗာပုံလေးလည်းကြည့်ပါအောင်ကာယူနီကိုတော့ဂျူဒီကိုလေးတယ်ပေါ့နော်အဲ့တော့ဒီမှာအဲဒီမှာနှစ်ချက်လေးရှိရပေါ့အဲ့တော့ okay အဲ့တော့ okay အဲ့တော့ she is a doctor she is a doctor သူမဆရာရောသူကမိကလေးဆိုတော့ she ကိုသုံးတယ် she is ပေါ့ဒီမှာ short form ကိုသုံးတဲ့အခါမှာ apostrophe a လေးသုံးတယ် she is a doctor သူမဆရာဝန်မှာ she isn't a nurse i is NOG no apostrophe she isn't a nurse သူမအဆရာမဟုတ်ဘူးအပေါ်ကစာကြောင်းကဒါ positive စာကြောင်းဖြစ်တဲ့ဟုတ်ဟုတ်တာဖြစ်တာပေါ့နော်သူက तू ကဘာဟုတ်တယ်ဆိုတာကိုဖြစ်ကြောင်းကိုပြတယ်အဲဒုတိယ sentence ကကြတော့ she isn't a nurse သူမက nurse သူမက nurse မမဟုတ်ဘူးပေါ့နော်အဲ့တော့အပေါ်က positive အက negative စာကြောင်းဖြစ်တယ်အဲ့ဒါကြည့်ပါအောင်ဒီပုံလေးကဘာပုံလေးဖြစ်မလဲ ဟုတ်တယ်သူကအရန်ပူနေရသူတို့က temperature လည်းအရန်မြင့်နေနေရလဲပြင်းနေတယ်သူကအဲ့လားဒီချွေးနေတယ်သူပင်ပန်းနေရပေါ့အဲ့တော့ it's hot ID it နဲ့တုံးတယ်ပေါ့နော်ရာသူတို့ဆိုလို့ရှိရင်ဒီသက်မဲ့ပေါ့ဒီမျိုးဟာဆိုရင်ကျွန်တော် ID တကိုတုံးရတယ် it's hot it is hot ကိုမှ apostrophe နဲ့ it's hot ပူတယ်ပေါ့ it's hot ပူတယ် it isn't cold မအေးဘူးပေါ့နော် it's it's hot put it it isn't cold maebu ဒါဆိုရင်ဆရာတို့ကဒီ standard တွေကိုဖတ်နေရင်းနဲ့လည်းပဲဒါ speaking လည်းရပြီးသားဖြစ်တယ် speaking practice လည်းဖြစ်တယ်အဲ့တော့တစ်ခါတစ်ခါဖတ်ပါเนาะအဲ့တော့အစားပြီးရပြောလို့ရတယ်လေ့ကျင့်တယ် speaking practice ပဲ speaking သီးသန့်ကြီးအာ speaking speaking ဆိုပြီးတော့မှသီးသန့်မဟုတ်ပဲ grammar ကိုလေ့လာနေရင်းနဲ့လည်းပဲဒီကျမှဒါ speaking နေပါသွားတယ်เนาะ she's a doctor she isn't a nurse it is hot it isn't cold ရမယ်เนาะ โอเคဒီပုံလေးကြည့်ပါအောင်အဲဒီပုံလေးတော့သူကတကလေးလူတွေကပတ်စံတွေကာပြီးသူတို့ပျော်နေကြတယ်ပေါ့နော်ပတ်စံတွေကာပြီးသူတို့ပျော်နေကြတယ်ဆိုတော့အဲ့တော့ဘာလဲဖြစ်မလဲတော့ they rich they ဝတ်တုံးနေအဲ့တော့ more than one ဆိုတယောက်ထဲလို့1 2 3ပေါ့လူကတယောက်ထဲမဟုတ်ဘူး3ဟောဆိုတော့တယောက်ထဲပိုတဲ့အတွက်ဒါသူတို့ကအများဖြစ်သွားတာပေါ့များတဲ့အခါမှာဘာကိုတုံးလဲဆိုရင် they ကိုတုံးရမယ်နော် they or ကိုမှ short form ရတဲ့ they rich တို့ကချမ်းသာတယ်ပေါ့နော် they rich တို့ကချမ်းသာတယ်ချမ်းသာကြတယ်ပေါ့ the ant poor poor အဲ့ poor poor ဆိုတာဆင်းရဲတယ်ပေါ့ the ant poor ဆိုတော့တို့ဘာလဲမဆင်းရဲဘူးပေါ့နော်တို့ကမဆင်းရဲဘူးတို့ကချမ်းသာတယ်ပေါ့အဲ့တော့ဒါကဒါ virtue ဘီရဲ့အတုံးကိုဒါဝတ်ကြလေးတွေ sentence လေးတွေရေးထားဖြစ်တယ် she is a doctor she isn't a nurse it's hot it isn't cold they're rich the ant pool okay နားလည်မနော် okay အဲ့ဒါဆက်ပြီးတော့မှဆိုတော့ဝတ်ကြလေးဖတ်ကြည့်အောင် sentence လေးဖတ်ကြည့်မယ်နော်အတူတူ can you close the window please i'm cold can you close the window ဆိုတာ can you close ပိတ်ပေးနိုင်မလား the window ပေါ့ဗတင်းပေါက်ပိတ်ပေးနိုင်မလားတဲ့ please ဆိုတော့ခြေသူပြပြီးတော့မှဗတင်းပေါက်ပိတ်ပေးနိုင်မလား i'm cold ငါအေးလို့ပေါ့နော်ငါအေးလို့ပါပေါ့ အချောဘူးသူခိုင်းတာပေါ့နော်ဒါဆိုဘယ်မှာပြေးပြေးနေမလားပေါ့ကျေးဇူးပြုပြငါအေးလို့ပါပေါ့ I'm 32 years old my sister is 29 I am 32 years old သူက30နှစ်ရှိပါပြီတဲ့ my sister is 29ငါမတော့29ပါတဲ့ငါတော့30နှစ်ငါမ29ဒီမှာ speaking practice လုပ်လို့ရမယ်နော် my brother is a policeman he's very tall ငါရဲ့အကူကတော့ရဲပေါ့နော်ရဲပါ he's very tall သူအရက်ရှိတယ်ပေါ့နော်သူအရက်သူအရက်ရက်ရှိတယ်ပေါ့ he is he is very tall သူအရက်ရှိတယ် John is afraid of dogs ကျွန်ခွေးတွေကိုကြောက်တယ်ပေါ့မှာ DOGS မှာ aspire ဆိုတော့ခွေးရခွေးတွေကိုသူကြောက်တယ်ပေါ့နော် John is afraid of dogs ဆိုတာကျွန်ခွေးတွေကိုကြောက်တယ် it's a 10 o'clock senai tu bi shun late again to me tabi nang chen ni bo no hu senai tu ni bi yong jin ya me ka tu jo yong jin ya ko nai bo hu yau la senai tu you are late again me tabi yo nau cha bian mi bo can you close the window please i'm cold i'm 32 years old my sister is 29 my brother is a policeman he's very tall jill is afraid of dogs it's 10 o'clock you are late again. Okay. So, uh, okay. Uh, so, video ma, Anna and I are very good friends. Anna, ne, no, nga, are very good friends. Wa, the gay gong, eh, pit, eh, no, the gay gong, My shoes are very dirty ngaye shubnega yenye pane bi i must clean them ngaye shubnego tan shin lowa me bwa no tu lowa me nyi pane bi tan shin lowa me i'm tired but i'm not hungry i'm tired so nga pin man ni bi but tan me lo i'm not hungry so or pin man bai ma sa de bwa no bai ma sa bu i'm not hungry tom isn't interested in politics tom nga isn't isn't so a negative de tu ba no interested in bwa si win sa de bwa isn't or same with our Nangayo same Tom isn't interested in politics. Huh? Jane isn't at home at the moment. She's at work. Jane a lot of imam she work. No, who lost the imam she who she's at work. Tuma alone. Those people ain't English. Diluriga English lumiore mahobu. They are Australian. Through Australia lumiore, but not English ga English lumio. Australian ga Australian lumio. ဲ့တော့ that apostrophe s ကိုသူရဲ့ long form က that is that is ကိုဆက်လို့က short form သုံးကြည့် that there is ကို short form ကိုဆက်လို့က short form က there's apostrophe s ပေါ့သူရဲ့ long form က there is there's နော် here is here is ဒါသူရဲ့ long form နဲ့ short form ကိုရှင်းပြီးတော့ပြထားပြီးတယ်ဒါတွေကိုသိရမှာပေါ့နော်ဒီဟာရေးတာပါလေဒီအပေါ်က apostrophe လေးရဲ့ s လေးက that is go ဒါဆိုတော့ရှော့ဖုန်းရထားတယ် this apostrophe အကလည်း there is ပေါ့နော် here apostrophe it here is go here ဆိုပြီးတော့မှဒါရှော့ဖုန်းလေးနဲ့တုံးထားတာဖြစ်တယ်เนาะဒီဝကြတွေကို sentence တွေကိုထပ်ခါတကလည်းဖတ်ရမယ်ဒါ verb to be နဲ့ရေးထားဖြစ်တယ် verb to be နဲ့ရေးလို့ရတယ် sentence တွေဖြစ်တယ်လေ့ကျင့်ရမယ် practice လုပ်ရမှာဖြစ်တယ် practice make perfect เนาะလေ့ကျင့်ရပါမယ်